မိမိတို့ပလောင်ပင်နယ်လူမျိုးရေးတပ်ဦးတောင်အမျိုးသားလူမျိုးရေးတပ်မတော် PSLF ထရေရဲ့ပတ်စဉ်69ရက်စီးရီးတင်နန်းစဉ်ပွဲကိုတောင်ပြည်တနေရာမှာပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဗတ်စုံတိုက်ခိုက်ရေးတင်နန်းဖြစ်တဲ့အဲ့ဒီစီးရီးတင်နန်းစဉ်ပွဲကိုမိမိတို့ PSLF ထရေရဲ့ CUC ချုပ်ဘိုးချုပ်တာဟုတ်ပလောင်နဲ့တူ စီဥစီရရှိချုပ်ဘိုမူချုပ်တာနော်ရန်စီဥစီချုပ်ယုံကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်တရန်စင်းရဲဘော်ရဲမေတွေအနေနဲ့တောင်ပြည်အတွင်းမိမိတို့အုပ်ချုပ်တဲ့မြို့နယ်နဲ့ကျေးရွာတွေအတွင်းကမိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်တော်ကြဖို့အတွက်တူးတက်ရောက်ချင်းစီတိုင်းမှာတာဝန်ရှိသူတို့ဘတ်ဆောင်တိုက်ခိုက်ရေးတင်နန်းပေးတာဟာလေတောင်ပြည်ကိုကာကွယ်တော်ကြဖို့ဖြစ်တဲ့ဆိုပြီးတရန်စင်းဘော်မင်းခွန်းမှာဘိုချုပ်တာဟုတ်လန်ကထက်တွန်းပြောကြားခဲ့ပါတယ် ဒါပြင်တောင်ပီကကွေတာဝန်ကိုပခုံးလွှဲပြောင်းတာဝန်ထမ်းဆောင်သွားကြမဲ့သူတွေအနေနဲ့အထက်ကပေးအပ်တဲ့လုပ်ငန်းတာဝန်တွေကိုကျေပွန်ချဖို့အရေးကြီးတယ်လို့အထက်ကချမှတ်တဲ့ညွန်ကြားချက်တွေကိုလည်းအထူးတလဲလိုက်နာသွားကြဖို့လိုအပ်ပါတယ်။ဆက်ပြီးတော့တဖက်ရန်သူရဲ့စီးရေးအခြေအနေတွေကိုလည်းအမြဲတစေသတိထားဖို့လိုအပ်တယ်ဆိုပြီးပိုချုပ်တာဟုပလန်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။တနင်္ဂနွေ3လကျော်ကြာမြင့်တဲ့အဲ့ဒီပတ်စဉ်60ခုနှစ်စီးရေးတင်နန်းဟာမှတ်စဉ် ကနဲ့ခအဖြစ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးအမျိုးသား659ဦးနဲ့အမျိုးသမီး165ဦးစုစုပေါင်းတင်တန်းသူတင်တန်းသား122ဦးတက်ရောက်ခဲ့ပါတယ်။တင်တန်းကာလအတွင်းမှာတိုက်ခိုက်ရေးပိုင်းကျွမ်းကျင်အဆင့်ရှိစေဖို့အတွက်အလေးပေးတင် जा ပြီးတနက်ပစ်ထူးချွန်စုတနက်တက်စင်ဖြုတ်ထူးချွန်စုနဲ့အထူးတိုက်ခိုက်ရေးထူးချွန်စုရရှိတဲ့သူတွေကိုစုတွေအတီးတီးပေးအပ်ချင်းမြင်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်မိုက်အမ်ကုတ်ပါ။လောနီဥကလေအာလောင်နန်ပွန်ကရစ်ကတောင်းကပြန်မခင်တိုင်းအဲ จาเรียงเบวังบโนโดกุเลบูในเลตันเครปเอารันกันดีนังอุ้มไพรก็ได้นังกับสิ้นนังกับพระประสกรปัสสังดำแดงสักนานเอบลอดดอนจูโดกุเลบูในมูลธานีเดลอดเพดอนเชดอนอีเนาะ